ဒေတာလေးနည်းနည်းဝေးကွာသွားတာနဲ့စကလုံးအတုံးအနှုံတွေလေးယူလေးသိန်းတွေကွာခြားသွားတဲ့တာကိုမုံရွာဒေတိယစကားတွေနဲ့ကျွန်တော်တို့ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။ဟိုမုံရွေးချင်းမုံတို့ခင်မုံတို့ကျွန်းရွာတွေတို့ချင်းတွင်းမြေအောက်ပိုင်းကျွန်းရွာတွေတို့မှာဆိုရင်ဥပမာဟိုဥဆိုတဲ့အတန်တွက်ကိုအုံလို့ထွက်တတ်တယ်။ဥပမာဥသိန်းဆိုရင်အုံသိန်းဥလေးဆိုရင်အုံလေးအဲ့ဒါလို့ဥအတန်တွက်ကိုအုံနဲ့ထွက်တာဟာ သူတို့ဘက်မှာတော့ common ပဲတောင်ဘက်ကအတန်းတွက်ကလေးတွေအယုံပြုမိပါတယ်။ဥသိန်းကို အုံသိန်းလို့ခေါ်ပါတဲ့။ထူးတဲ့ဒေသအသုံးတစ်မျိုးပါပဲ။ဒါအပြင်ဥကိုမောင်ဆိုတဲ့နာမည်ရှိမှာတက်ခေါ်တဲ့အခေါ်ရင်းနဲ့ပတ်သက်ပြီးမြောက်ဖက်တပင်းသားကတောလေတို့ဆယ်ကြီးရွာတို့ဘက်မှာလဲထူးတဲ့အသုံးမျိုးရှိသေးတယ်လို့ဆိုသူကတော့တပင်းနယ်သားကိုစွန်မင်းရွှေဖြစ်ပါတယ်။တခြားဒေသတွေကဥလေးဝင်းနေအောင်လို့ခေါ်တာဟိုကျွန်တော်တို့ကျတော့ဝင်းနေအောင်ဥလေးတို့ အဲ့လိုတခြားကြောင်းမြန်ခေါ်ကြပါကျွန်တော်တို့ဒီဒေတာမှာဒီမန်နီမာလို့ပေါ့မန်နီဆိုရင်ကျွန်တော်တို့မန်နီမာလို့ပေါ့အဲ့လိုအဲ့လိုခေါ်ကြလေနောက်မှာမာတက်ခေါ်လိုက်တာလေဥမာမဆန်းဆန်းဆိုရင်ဘယ်လိုခေါ်မလဲဗျာမဆန်းဆန်းဆိုတော့ဟိုဆန်းဆန်းမာလို့ခေါ်ကျွန်တော်တို့ဒီရတာဆန်းဆန်းမာတို့အဲ့လိုအဲ့လိုခေါ်ကြရတယ်ကျွန်တော်နာမည်ပေါ့နော်ဟိုကိုသိမ့်မြတ်ဆိုရင်ငေါ့တို့ဘယ်လိုခေါ်လဲဗျာကိုသိမ့်မြတ်ဆိုတော့ကျွန်တော်တို့ဒီကြသိမ့်မြတ်ကိုလို့ခေါ်တာကျွန်တော်သိကြဒီဒေတာကလောကဗျာသိမ့်မြတ်ကိုတို့သိမ့်မြတ်ဦးလေးတို့သိမ့်မြတ်ဦးကြီးတို့အဲ့လိုအဲ့လိုခေါ်ကြတယ်အဲလူငယ်ကလေးတွေကြကြတော့ ဥိဒံဥိပေါ့ဥလေးဥလေးတံဥလေးပေါ့အဲ့လိုတိမ်မြဥလေးတို့တိမ်မြဥိတို့တိမ်မြကိုတို့အဲ့လိုခေါ်ကြတယ်ဒေါ်ဆိုတဲ့စကားလုံးကြရင်ရောအဲ့လိုပဲလားဒေါ်ရောဒေါ်တော့မခေါ်ဘူးညာဒွေးဆိုနဲ့ခေါ်တယ်ဥမာဒွေးဆိုကျွန်တော်တော့မဏိဆိုရင်မဏိဒွေးလို့ပဲခေါ်လေအဲ့ဒေါ်ကျတော့မဏိဒေါ်လို့တော့မခေါ်ဘူးညာလို့ကိုရောဥရောမောင်ရောအဲ့လိုမျိုးခေါ်တယ်ဟိုဒေါ်မခေါ်ဘူးပေါ့နော် တော့တော့မခေါ်ကြဘူးတော့မခေါ်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 လေးသုံးနေမရှိဘူး။ဟုတ်ကဲ့ဗျာ။နောက်ဟိုဒီအဖေကြီးတို့ဘာလို့ဆိုတာကြီးလဲအဲ့ကနောက်ကနေထားပြီးတော့ခေါ်တယ်ဆိုအဲ့လိုမျိုး။အော်ကျွန်တော်ဖေးကြီးဆိုနေဟုတ်တယ်ကျွန်တော်တို့ခေါ်တယ်ကြာကျွန်တော်တို့အဖေကြီးဆိုရင်ဟာဦးနဲ့ကျော်ဆိုကျွန်တော်တို့ကနဲ့ကျော်ဖေးကြီးလို့ခေါ်တာပေါ့။ဦးလေးဆိုရင်အောင်မြင့်ဆိုအောင်မြင့်ဦးလေးပေါ့။ဖေးကြီးဆိုတာကအဖိုးကိုပြောတာပါ။အဖေရဲ့အဖေအမေရဲ့အဖေကိုသုံးတဲ့အတော့မှာဒီလိုပဲ တိတ်ကောင်းအလွန်ကောင်းအယံကောင်းအင်မတန်ကောင်းဆိုတဲ့ရေချင်းအလေးပေါ်ကိုညှို့တဲ့ကရိယာဝိတေသနတွေရဲ့နေရာမှာလဲမုံရနဲ့မှာထူးခြားတဲ့အသုံးလေးတစ်ခုရှိတာကိုကိုဇော်မင်းရွှေကဆက်ပြီးတော့ပြောပြပါတယ်။ဘူးလင်းမျိုးနဲ့လက်ပံလက်ပံကြီးရွာတွေမှာတုံးရတယ်သူအလွတ်ကောင်းတာတို့အလွတ်မိုက်တာတို့အလွတ်ထည့်တုံးရတယ်သူကဥပမာဆိုရင်ဒီဟာနွားတစ်ကောင်ကောင်းတဲ့သူကဒီနွားအလွတ်ကောင်းတာပေါ့အလွတ်အလွတ်လေးပါတာကျွန်တော်တို့မြန်မြန်မြန်မာတွေတုံးနေတာတအားကောင်းတာတို့ရံကောင်းတာတို့အသာသူကအလွတ်ထည့်လိုက်တာလေဒီနွားအလွတ်ကောင်းတာပေါ့ လူတယောက်သုံးသုံးမလို့မရအောင်သူမိုက်တယ်သူဒီကောင်အလွတ်မိုက်တာသူအလွတ်အလွတ်သုံးတဲ့စကားလေးရှိကြတယ်ကဲအလွတ်စိတ်ဝင်စားစရာကောင်းတဲ့စကားမျိုးမဟုတ်ပါလားတော်တော်ရှင်များခင်ဗျာ အတန်ထွက်တဲ့တရနေရမှာအစ်အတန်အစားထိုးထွက်ကြတာမျိုးလည်းရှိပါသေးတယ်။ဒါကိုတော့မွန်ရွာသားကဗျာဆရာကြီးဦးအံမောင်ကပြောပြပါဗျ။ကျက်ပေါ်ဗျာကျက်ဆိုရင်ခင်မွေွာကြတော့ကြစ်လို့ခေါ်တယ်ဗျာခင်မွန်ခင်မွန်ရွာချောင်းမြို့နယ်ကခုနကအဲ့နဲ့အစ်ကိုသူတို့လွဲပြီးတော့ကိုသုံးကြတယ်အဲကျက်တုံဆိုရင်ဒါကြစ်တုံကျက်ဆိုရင်ကြစ်ဆရာကတပြက်စီဆိုရင်အဲ့ဒါကျွန်တော်မျိုးပေါ်မှာတပြက်စီတွေကို ခေါင်းပေါ်ရွက်ပြီးတော့ရောင်းတဲ့မိမတွေဖြစ်သွားတာဆိုရင်တကြည်စီတကြည်စီဆိုတဲ့အပံမျိုးတွေပိုးပြီးတော့သူတို့ဖြစ်တတ်တယ်ဗျကြက်ကိုကြက်တပြည့်စီကိုတကြည်စီလို့ခေါ်တယ်လို့ယင်းဆိုတဲ့နေရာမှာလဲအတန်အတွက်ပြောင်းလဲထွက်တတ်တာမျိုးရှိသေးပုံကိုဥအပ်မောင်းကပဲဆက်ပြီးတော့ပြောပြပါရစေအဲဥပမာဖလျင်ပေါ့ဗျာယင်းအဲလျင်ယင်းကို တပင်းမျိုးနေတဲ့မှာရှိတဲ့တချို့ရွာတွေကြတော့ အဲမင်းလုံမယ်ဆိုရင်ဆိုရင်မင်းလုံမယ်ဆိုချင်းအဲ့ဒီရင်စားချင်းဆိုတဲ့အတုံးမျိုးသူတို့လက်တွေ့စကားပြောတဲ့အခါမှာအတုံးတုံးတက်တယ်ဗျာဒါအပြင်ကျမ်းမာပါစေချမ်းသာပါစေကောင်းမွန်ပါစေတိုးတက်ပါစေဆိုတဲ့စကားမျိုးကိုလည်းအဲကျမ်းမာပါစေ ပေါ့နော် နေကောင်းပါစေဈေးဆိုရင်ကျွန်တော်တို့ကဈေးလို့ထွက်တယ်ဗျာနေကောင်းပါစေ ကျမ်းပါပါစီစေကိုစီဆိုတဲ့အတံမျိုးဒါကမွန်လီအဲ့ဒီလိုပဲထွက်ကြတယ်ဗျဒီအုံလုံးကတော့မုံရနေရမကဘဲနဲ့အညာတစ်ခွင်မှာဒီလိုအတံထွက်ကြတာကိုနေတော်တော်များများမှာတွေ့ရတတ်ပါတယ်နောက်ထပ်မုံရနေမှာထင်ရှားတဲ့အုံတစ်ခုကတော့ပအုံမှာအဲ့အဲ့တော့ပြောတယ်ကောင်းတာအမလီကောင်းတာဘာဟာလုလိုက်တော့လုလုလိုက်စမှာဟာပပဟာတော့ပြောပြောပါတယ်တော်တော်များများဟိုပုံမှန်ဆိုရင်အတန်ကခုနရန်ကုန်ဘက်ကလူတွေဆိုရင်ဟုတ်ပါဟုတ်ပါလို့ပြော ပြောတာကိုကြားရင်လေတမျိုးတော့ထင်မှာပေါ့နော်လေတန်းကနည်းနည်းဒါပေမဲ့ပုံမှန်တော့ညာဘက်ကတော့ဟုတ်ပါဟုတ်ပါဆိုတာလေဟိုတက်မှာကောင်းကောင်းမွန်မွန်ကိုထောက်ခံတာအပြည့်ဝထောက်ခံတာမင်းဟုတ်ပါဟုတ်ပါဆိုလိုမျိုးပေါ့နော်ဟုတ်ပါနောက်ကောင်းတာပါလှတာပါအဲ့လိုမျိုးတွေပဲပြောတယ်နော်ဟုတ်ပါလေရှင်အကုန်လုံးဟုတ်တယ်ကောင်းတာပါလှတာပါမုံရွာသူတယောက်ပြောပြသွားတာဖြစ်ပါတယ်ကဲမုံရွာဒေတိယစကားတွေကတော့ဒီလောက်ပါပဲခင်ဗျာနောက်တစ်ပတ်မှာပဲပြန်ဆုံကြသေးတာပါသောတာရှင်များခင်ဗျာ